တ်တွေမှာခြိထားသလိုမျိုးခြိထားဆိုတော့တစ်ဖက်ကိုမှန်အောင်ဖြတ်နိုင်ပါလားလေအဲ့ညာကြီးကဒီတိုင်းဆွဲလိုက်လို့ရမှာဆိုတော့စစ်ပင်ကတ်ချလာရင်အမောတော်တော်ကျေးဇူးတင်ပါတယ်အရန်အာသုံးပြီးတော့လေညီမတို့ဘေးဟာခရင်လိုဟာမျိုးနဲ့အဲ့ညာအတကုံအတကုံပြီးဖြတ်တော့မှာပဲပြတ်သွားတယ်ဒီမှာကက်ရှာတာအကန်တဝက်ပြီးပါဆိုတော့ဒီတစ်ဖင်ဆိုင်တဲ့ဟာလေးကတော့ကုလို၄ရောက်လုံးရဲ့ကျူစာအထုံးနဲ့ဆိုင်ပါတော့။အဲ့တော့ဒီလို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 ပြန်ဝင်လိုက်ပြီ။ ဘက်မှာ tank experience မရှိနည်းနည်းလေးပြောပြလိုက်အောင်ဘာလို့လဲဆိုတော့သူတနည်းရာစီပြောပြသွားတာဆိုတော့အားလုံးစုံအောင်တော့ပြောပြလိုက်တော့အချိန်မှာညီမတို့ team ကကြတော့လူက3ယောက်ထဲဦးမှာဒီလောရတဲ့ machine လေးကလည်းနည်းနည်းအချိန်ယူရတဲ့ဟာပေါ့နော်အားလုံးမှ4ယောက်စာအောင်3ယောက်လောရတယ်လို့ဖြစ်သွားတော့နည်းနည်းလေးတော့အခက်အခဲရှိရပါတော့ ဒီလေးဘွယ်လုံးကိုကျွန်တော်အတနိုင်ဆုံးတော့ကူညီခဲ့ပါတယ်အများကြီးတော့ကူညီလို့မရဘူးเนาะကျွန်တော်နိုင်တဲ့အားလေးနဲ့ကူညီပေးလိုက်တဲ့အခါမှာဘာဖြစ်ဖြစ်တို့အတွက်အထောက်ပံ့ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါဘယ်သူမှနိုင်စေချင်တဲ့ဆန္ဒမျိုးတော့ကျွန်တော်မှမရှိဘူးသူကမကများတာကိုအရင်ဆက်လိုက်တယ်ဆက်ပြီးတော့ညီမပိုက်ဆက်တယ်ဘယ်လိုတင်လားဆိုတော့ဆက်ဆက်ချင်းကတော့နည်းနည်းတော့ဖွေဝေတာပေါ့စိတ်လောတာလည်းပါတယ် အဲနောက်ပိုင်းကျတော့လေဒီဆက်နီးဆက်နီးကြီးတိလာကြတော့လေလွယ်သွားတာပေါ့သူကတော့အရင်ကစိတ်လှုပ်ရှားပြီးတော့ရင်းနေခုံနေဒီလိုမျိုးခံစားမှုမျိုးမရကြရင်ဘယ်လိုလဲအဲ့လိုခံစားမှုမျိုးရခဲ့ပါအဲ့ဩမဆလာကြလို့မဲတာကောင်းမပုံမနော်ကြမဲနေဒီနေ့တကမောမွေးပြီးတော့အမားတွေပဲအကူအပေါ့အမားတွေကလည်းတကယ်သူတို့လည်းအကုန်လုံးပေးပါတယ် ဒီ season ကို live ရှင်းပြနေဆိုတော့ကျွန်တော်ကိုရန်နဲ့သူတို့နဲ့တူတူဝင်ပြီးတော့ပြိုင်နေတဲ့ပြိုင်ပွဲဝင်တယောက်လိုပဲကျွန်တော်ခံစားရတယ်သူတို့ပြိုင်နေတဲ့ game မှာကျွန်တော်ကိုရန်လည်းပြီးကျင်စိတ်များလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝင်ရောက်ပြီးတော့ကူညီခဲ့တာဖြစ်ပါတယ်ပြပါပြီသူတို့ပြီးထားတဲ့ဟိုအလွတ်မှာ မြေဩဇာနဲ့မြေဆွေးနဲ့ထဲ့တယ်အပင်ဆိုင်တယ်ရေလောင်းတယ်အဲ့ဒီဆင်းကတော့အကိုကြီးလိုက်တာโอเคတယ်ဆိုတော့နောက်ဆုံးစာလေးရေးပြီးတော့ချိန်ထားတာလေးတော့ဖတ်ကြည့်ရအောင်မြေကြီးတစ်ပင်ပါညာထဲ့တာမှန်တယ်နော်โอเคလေးလေးရပြန်လာမှထားတာလေးโอเคဝါးဟုတ်တယ်အာအကိုအတွက်ညီမတို့ရေခွန်အားနဲ့ရှာထားတဲ့ဝါးတော့ပြန်လာမှမှန်ပါတယ်နော်နေလည်းပူတယ် အပင်လေးသုံးပင်ကိုအခုအကြိုက်တွေ့မယ်လို့မျှော်လင့်လာပါတယ်နော်။အခုအမြဲချင်းနေမဲ့ဖန်ကဲလေးရောက်တဲ့။အာကျေးဇူးအများကြီးပဲတင်ပါတယ်။ဆိုတော့ mission complete ။ Woo! အဲ့ဒီတော့ပထမဆုံးအချိန်လေညံနေအောင်မြောင်လေးလုံနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ရဲ့ final mission မှာဒီမှာလေးတို့ထိုင်ကုန်ရွေးတဲ့အစီအစဉ်မှာအရင်ဆုံးနှစ်ခုံကိုအတိပေးပါ။ဆိုတော့တို့တို့အတွက် chance အများကြီးရသွားမယ်။အခုအနားယူလိုက်ပါဦး။ ငါတို့ကအရန်စီးလုံးနဲ့အစပိုင်းတော့တယောက်နဲ့တယောက်ကြီးလိုက်တဲ့ခါမှာလေသူကအရန်နူးရတယ်ဒီလိုမျိုးလုံးပါမလားဆိုရင်ဒါမဲ့တကယ်ရန်လုံးလာတဲ့အချိန်မှာတော့လုံးကြပါရဲ့ကုန်းတော့လေကူလုံးရမယ့်ထဲမှာမှညီမတို့ကအလွယ်ဆုံးဖြစ်နေတာအလွယ်ဆုံးဖြစ်တဲ့အတွက်လည်းပထမဆုံးဆော့ဆော့ပြီးပါပါဘောနော်ကဲဒီဘက်မြန်မြန်လုံးနော်ဒီဘက်ဒီဘက်ပြီးရောကောင်းဆုံးလေးဟိုကဒူကနော်အရသာမရှိအမှတ်မပြီးတော့ ဒီတာဝါကမပြိုဘူးဆိုရင် okay ရပြီပြည့်သွားပြီဖြစ်တဲ့အတွက်တို့လည်းဒုတိယမြောက်ပြီးမြောက်သွားတာဖြစ်ပါလေ okay ဆိုတော့ဒီမလေးတို့ကဒုတိယမြောက်ရွေးခွင့်ရမှာဖြစ်ပါတယ်အဲတော့ဟိုရွေးတဲ့အချိန်မှာဒီနေ့နှုတ်ခါမဲ့ဖယ်မဲ့ထိုင်ကုန်တခုံကိုမလူသိခွင့်ရမှာပါဒီရောက်ပြည့်တဲ့ချိန်ကလည်းဒီကပြေးပြီးတော့အရင်ဆက်ရတဲ့ချိန်ညီမတို့အခုနိုင်သွားတဲ့ခါကြာတော့လေဒုတိယပဲအဲအဲ့လိုမျိုးလေးတော့ ်းရှိပါလိမ့်ရှင်။ဒီဘက်ကတက်နှစ်ဖွဲ့ရတော့ပြီးပါပြီ complete ဖြစ်သွားပြီဆိုတော့နောက်ဆုံးနှစ်ဖွဲ့ကြံတယ်ဒီ checking ကိုကင်ဖို့အတွက်ဒီ me အားတစ်ခုရှိဖို့ကလည်းအချိန်အားယူရတယ်လေအခြား design တော့ခက်တာပေါ့နော်ကျန်တဲ့သုံးခုကတော့ဒီလူညီပြီးတော့မြန်မြန်လုပ်နိုင်ရင်တော့အဆင်ပြေတဲ့ machine လေးဖြစ်နေရဆိုတော့ ောက်ဖွဲ့ကတော့အခုပြီးပြီလို့ပြောပါတယ်အဲ့တော့ပြီပါပြီဗျာတိုင်ကတော့ complete ပါโอเคခေါင်းဆက်ပြောရန်တော့ကြာပါဘာလို့ဆိုတော့ကျွန်တော်ဒီလို plate တင်ခါမှမမြင်ဘူးပြောင်းမှုပေါ်မှာသူရဲ့မုံညင်းဘက်ကိုတင်ထားတဲ့အမှုပညာခံစားမှုကတုံတုံနင်းနေရမှမဟုတ်ဘူးလောက်လာဒါမျိုးပြောင်းမှုဟပ်ပွားတယ် tracking တွေပါသွား camping တွေပါလောက်ပြီးတော့ tank လေးထိုးခေါင်းဆက်လေးပြုတ်ပြီးတော့စားရမှုပေါ့ဟုတ်ကဲ့ โอเคပါတယ်โอเคပါတယ်โอเคပါတယ်အဲ့တော့ညီမလေးတို့ကနောက်ဆုံး final mission မှာတတရားမြောက်ထိုင်ကုန်ရွေးချယ်ခွင့်ရမယ်အကိုတို့ဒီနေ့ဖယ်မဲ့၃ခုနဲ့တစ်ခုကိုပြောပြအမှန်လင်းပြောရလို့ရှိရင်ဒီဒေဝိမေးစီစဉ်နဲ့ပတ်သက်ပြီးတော့ဂိမ်းပလန်ကြီးအကုန်လုံးကိုကျွန်တော်ဘာမှကြုံမသိထားပါဘူး။ဒီနေ့ကျွန်တော်ဒီကိုရောက်မှာပဲဒီလိုမျိုးတွေစောင့်မယ်ဒီလိုမျိုးတွေရှိရဲဆိုတာကို ဒါကျွန်တော်သိရတာဗောနော်၃ယောက်တပွဲဖြစ်သွားတယ်ညီမလေးတွေအတွက်လည်းတော်တော်စိတ်မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကကပ်ပြားမတွေ့ရတဲ့အကြောင်းမို့လို့ကံမကောင်းဘူးဗောဗျာပို့ပြီးတော့သူတို့တို့ကကန်ဆိုးသွားစေတာကသူတို့ရွေးချယ်လိုက်တဲ့ကတ်ကကြက်ကင်ရတဲ့ကတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကြက်ခုကြက်ကိုကင်ဖို့ဆိုတာချက်ချင်းကြက်ဖို့ဆိုတာမလွယ်ပါဘူးတော်တော်လေးတော့သူတို့တို့ကဒီနေ့ကတော့ကံမကောင်းလို့ပဲပြောချင်တာအဲ့ဝေးအဲ့တော့၄ယောက်စီ၄ယောက်စီလုံးဖွဲ့ကပြီးသွားတာဆို၃ယောက်ထင်းနဲ့၄ယောက်သာမရှင်းလုံနေရတဲ့နောက်ဆုံးဖွဲ့ရတယ်အဲ့တော့ ါတော့သွားပြေးစင်တယ်ဟုတ်တာပေါ့နော်ခဏပေါ့အနက်နေရာတော့တော်တော်မှွှင်းနေပြီဟုတ်တယ်အနက်နေရာတော့တုံးရတာနေထားတော့ကတော့ရိုးရိုးကြက်ပဲရပါပြီဆိုတဲ့ကိစ္စကတော့တန်တော်မီးရပါပြီဆိုတော့ကျွန်တော်မမီးရအရှိတော်ရွေးတဲ့အဖွဲတွေမှာလေသူတို့ရွေးတဲ့ထိုင်ကောင်ကဖယ်တဲ့ထိုင်ကောင်ကိုပါပေါင်းပါနေနိုင်တာပဲဆိုတော့နောက်ဆုံးကြံတဲ့ထိုင်ကောင်၃ပုံပါဒီမှာလေးတော့ကတော့ဖယ်ထိုင်ရတော့ဟာ နောက်တစ်ဆင့်ကိုတက်သွားနိုင်တဲ့ထိုင်ကုန်လေးအများကြီးပါပါမှန်ပါတယ်ဟိုဘက်ရွေးတဲ့ကျန်တဲ့ခုံ၃ခုံမှာထိုင်ရတာဖြစ်ပြင်မယ်ဟိုဘက်ကလည်းမှားပြီးတော့ရွေးကောင်းကြီးနိုင်မှာဆိုတော့ကန်ကောင်းပါစေနောက်ထပ်ထဆင့်ပြီးတော့ကန်ကောင်းပါစေအရန်မတွေ့တော့ဘူးထွေးလေဒါပြန်နေပြီဆိုတော့လေဆက်လို့ရဟိုဟာလေးကလေးတွေကျင်တာဆိုစိတ်မကောင်းဘူးဆက်နည်းနည်းတော့မီးလိုက်တဲ့နေရပါတယ်ငါဖိုက်ဓာတ်ပြည့်သွားပြီအဲ့တော့သူ့ကလူကြီးပြီးရလားဒီမှာပြပါ၄ရက်ဆောင်၃ရက်လို့လဲကြပါဦးဒီမှာ အမရှင်တူတာပြီးသွားတယ်တိတ်လို့ပြီးခဲ့တာတိတ်မရှိပါဘူးညီမအမရေပဲပေါင်းပြီးလုပ်ပြီးသွားတယ်ဆိုတော့လူကလည်း၃ယောက်ပဲဖြစ်သွားတယ်ပြော်ဒီစက်ကင်းနဲ့ဟာဆိုတော့အချိန်ကလည်းယူရတယ်ပေါ့နော်အဲ့မှာလည်းမရှင်ကမပြီးခဲ့တော့ခါကြတော့ဒီ chance ပေးတဲ့ဟာကိုကမရခဲ့တော့ခါကြတော့ပေါ့နော်ဘဲခုံးနှခုံးကပေါ့နော်ပယ်တဲ့နာမည်ဖြစ်လဲဆိုကိုယ်လည်းမသိခဲ့ရတော့လေအဲ့တော့ကိုယ့်ရဲ့ကံနဲ့လည်းဆိုင်သွားတာပေါ့သူတို့ကင်းခဲ့တဲ့ချက်အမဲအောင်ကြီးကိုကျွန်တော်အများနဲ့တတိယနေမှာပါလို့ဘာဖြစ်ဖြစ်ကျွန်တော်တို့စူးစမ်းပတ်စားကင်းပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများရွေးတင်ပါတယ်အဲ့ဒီချက်ကို ျွန်တော်မမီးကြီးမိတာလဲကျွန်တော်တောင်းပန်ပါတယ်လို့ဘာလို့ဆိုတော့မီးကြီးလို့အဆင်မပြေလောက်လို့ကျွန်တော်ထင်လို့ပါအခုအဖွဲ၄ဖွဲရဲ့ဒုတိယမစ်ရှင်ကိုရှင်ပြိုင်တဲ့အချိန်မှာတော့ပြည်ပင်ဆိုင်တဲ့အဖွဲကအရင်ဆုံးအောင်မြင်သွားတယ်ဒုတိယကဗီဒိုဗီဒိုတာဝါစီရဲ့အဖွဲပြီးတော့တတိယကတော့တန့်ထိုးပြီးတော့ခေါက်ဆဲပြုတ်တဲ့အဖွဲချက်ကင်တဲ့အဖွဲကတော့နောက်ဆုံးဖြစ်သွားတာရှင်ပြိုင်တဲ့ PC ဘူးအပေါ်မှာနောက်ဆုံးမစ်ရှင်ဖြစ်တဲ့ဒီနေ့မှာပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာရမယ် ထိုင်ကုန်၃ခုကိုရွေးချယ်ရမယ်နောက်ဆုံးမစ်ရှင်ပဲတင်ပါရယ်ခွင့်ရေးရတော့အရင်ပြီးတဲ့သူကထိုင်ကုန်ရွေးချယ်ဖို့ chance ပုံများများရပြီးတော့နောက်မှပြီးတဲ့သူကတော့ chance နည်းသွားတာဖြစ်ပါရယ်ဒါပေမဲ့လည်းသူတို့ရဲ့ရွေးချယ်မှုကလည်းကံတရားပေါ့မူတည်တာဖြစ်တဲ့အတွက်ဘသူတွေနောက်ဆင့်တက်မလဲဘသူတွေကတော့နှုတ်ဆက်မလဲဆိုတော့ခဏနေဆက်ကြည့်လိုက်ကြအောင်ကြောင်းပြဆုံးပါမယ်ကဲအခုဆိုရင် David Mee season ရဲ့ David Tyrone ပြိုင်ပွဲမှာဒါပထမအဆုံးရက်အနေနဲ့ first day game ရှင်ပြိုင်မှုမှာမစ်ရှင်တစ်ခုကိုရှေ့မှာရှင်ပြိုင်ခဲ့ကြပြီနောက်ဆုံးမစ်ရှင်အနေနဲ့ထိုင်ကုန်15လုံးမှာ3ယောက်ကနှုတ်ဆက်ထွက်ခွာမှာဖြစ်ပါတယ်အဲ့ဒီနှုတ်ဆက်ထွက်ခွာရမယ့်ထိုင်ကုန်နံပါတ်3ကိုဒီစာအိတ်ထဲမှာခါးလေးသတ်မှတ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပြီးတဲ့ဖွဲ့ကဒီထဲကနှစ်ခုကိုသူတို့တီးခွင့်ရမယ်ဒုတိယပြီးတဲ့ဖွဲ့ကတစ်ခုတီးရမယ်တတိယပြီးတဲ့ဖွဲ့ကတစ်ခုတီးမယ်နောက်ဆုံးပြီးတဲ့အဖွဲ့ကတော့ တည်ခွင့်ရမှာမဟုတ်ပဲကျန်တဲ့၃ကုန်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ပြန်ဝင်ဝင်တွေကိုမဖိတ်ခေါ်ခင်ပါတိုင်ရုံးရဲ့အခုရွေးချယ်မှုတစ်ခုရှိတယ်ဒါကြည့်လို့ရတယ်ကျွန်တော်မရဘူးတော့မပြမရဘူးမရဒီ၃ကုန်ကိုမပြအောင်ပြီးရင်တော့နာမည်ဖွဲ့တွေကိုနှစ်ခုပြောပြမယ်တစ်ခုပြောပြမယ်ဒါတော့တိုင်ရုံးလည်းကြားမှာပေါ့ဆိုတော့အဲ့ကြရင်တော့နားထောင်လို့ရတယ်အဲ့ဒါကိုမသိခင်မှာတိုင်ရုံးရွေးချယ်စီဒီ15လုံးမှာအခုသဘောနဲ့ကိုနံပါတ်တစ်ခုမှာရွေးပြီးတော့ထိုင်နေဆိုရင်ဘယ်ထိုင်ကုန်မှာများရွေးပြီးထိုင်ကျင်လဲဆိုတာလေး အဲ့ဒီကျွန်တော်ယူလိုက်တဲ့ခုံကအောင်ရင်လည်းအောင်မယ်အောင်ရင်လည်းအောင်မယ်ဖေးရင်လည်းဖေးသွားမယ်ဒါပေမဲ့အခုပြိုင်နေတဲ့ကာလလေးခဏမှာတော့နှစ်ယောက်လေးတွဲထိုင်နေအခွင့်ရေးလေးကိုပြန်ဝင်ဝင်နေနေလေးရမယ်ဒါရုံလည်းသူနဲ့စကားသမီးလေးပြောပြီးတော့အတူတူဆုံးတွဲလေးထိုင်လို့ရမယ်အခွင့်ရေးလေးရမယ်ဒါပေမဲ့အဲ့ဒီခုံကတုတ်တဲ့ခုံလည်းဖြစ်သွားနိုင်တယ်လို့နောက်တစ်ဆင့်တက်မဲ့ခုံလည်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါကတော့ဒါရုံရဲ့ရွေးချယ်မှုအောင်နိုင်ခြေရှိတဲ့ခုံကျွန်တော်မှန်းပြီးတော့အဲဒါပေါ့ဒါပေါ့အဲ့လိုလေးမှန်းကြည့်ရင်တော့ပိုကောင်းတာပေါ့ ေဒါမဲ့ကျွန်တော်ကျွန်တော်ယူလိုက်လို့ကျွန်တော်နာမလာထိုင်ပြီးတော့ထွက်သွားရင်ကျွန်တော်အပြစ်ရှိတယ်လို့ဖြစ်တယ်ဟမ်ဒါတော့ဒါတော့မဆိုင်ပါဘူးဒါကကျွန်တော်ယူရမှာဟုတ်တယ်အခုကတော့ဒါကိုကိုကိုစိတ်ကူးလေးနဲ့ကိုစိတ်ကူးပြီးတော့ရွေးကြည့်စေချင်တာဟုတ်တယ်အာယူရမှာယူရမှာနံပါတ်ခုနံပါတ်ခုလေးယူပြီးတော့မပြောချင်တဲ့နေအဲ့နံပါတ်လေးမှာသွားထိုင်လိုက်ရင်ရပါ တိတ်မမြင်ကျွန်တော်က pressure ပေးနေပြီ Okay ကျွန်တော်အဲ့ဒါတစ်ခုပြေးလိုက်မယ်ဗျာเนาะအားလုံးပေါင်း15လုံးရှိရေစတမီနီယော Okay 11နေရာကြီးပဲပါအဲ့တော့11နေရာကိုဘယ်သူရောက်လာမလဲတော့မသိဘူးပေါ့အာရောက်လာတဲ့သူကတိုင်ရွန်နဲ့အတူတူနှစ်ယောက်တွဲပြီးတော့ထိုင်ခွင့်ရမှာပါခဏနေရင်တော့ကျွန်တော်ကဒီထဲမှာနှုတ်ဆက်ထွက်ခွာရမယ်နံပါတ်3ခုကို နှစ်ခုစာပြီးပေးပြီးတော့မှာဖြစ်ပါတယ်။အရင်ဆုံးပြီးမြောက်သွားတဲ့အဖွဲ့ကတစ်ပင်ညကြီးရေလေးဒီလေးယောက်အဖွဲ့ကပြီးမြောက်သွားတာဆိုတော့သူတို့ကိုအရင်ဆုံးရွေးချယ်ခွင့်ပေးရမှာဖြစ်ပါတယ်။အဲ့မဖိတ်ခေါ်ခင်မှာကျွန်တော်လည်းသိချင်တယ်။ကိုယ်မကြည့်နဲ့လည်းကိုယ်ကကျွန်တော်မြင်နေရမှာဆိုလို့အားကြောင့်နံပါတ်3ခုကိုကျွန်တော်အရင်ကြည့်ထားပါမယ်။ဘာလို့လဲဆိုတော့ပြီးရင်ဒီထဲကကျွန်တော်ကြိုက်တဲ့နှစ်ခုကိုသူတို့အဖွဲ့ကိုပြောပြပေးပါပါ။โอเคရပြီကျွန်တော်ကြည့်ထားလိုက်ပါပြီ။ ဒုတိယမစ်ရှင်မှာအရင်ဆုံးပြီးမြောက်သွားတဲ့၄ယောက်အဖွဲ့ကိုနေရာကြီးဝေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဒီလေးတစ်ခုက trucker မဲခုံလားနောက်တစ်ဆင်တက်သွားမဲခုံလားဆိုကျွန်တော်ကိုယ်တိုင်လည်းမသိဘူးနံပါတ်တစ်လုံးရွေးပြီးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်သဘောကျတဲ့နံပါတ်7ကိုကျွန်တော်ရွေးချယ်ပြီးခဲ့တယ်ဒီတဲကမှကျွန်တော်ဘေးနားကိုလာထိုင်တဲ့သူကနောက်တစ်ဆင်ပါသွားရင်လည်းပါသွားနိုင်တယ်လို့ထွက်နေထွက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဆူတောင်းလာတော့ကျွန်တော်ရွေးခဲ့တဲ့နံပါတ်ကထွက်သွားမယ်နံပါတ်မဖြစ်ပါစေနဲ့လို့ ဆူတောင်းတာပေါ့အဲ့တော့ပထမဆုံးမရှင်ပြီးမြောက်သွားတဲ့လေးယောက်အဖွဲ့ကိုဖိတ်ခေါ်ပါရခင်ဗျာဒါ ਇਹ လေးယောက်က category လေးခုမှာအရင်ဆုံးမရှင်ပြီးသွားတဲ့အဖွဲ့ဆိုတော့ငါတို့ရဲ့အထူးခွင့်ကြီးကဘာလဲဆိုတော့ဒီနေ့ပြိုင်ပွဲကနေထိုင်ကုန်နံပါတ်15ခုမှာ၃ခုကထွက်တော့အဲ့ဒီကညီမလေးတို့ကပထမဦးဆုံး chance အမီနဲ့ ခုံနံပါတ်နှစ်ခုကိုပြပြပေးမယ်။ဒါလေးရှောင်လို့ရအောင်။ဒါလေးစိတ်ကြိုက်ထိုင်ကုန်၄ကုန်ကိုရွေးချယ်တဲ့အချိန်မှာအခုတန်ရုံထိုင်နေတဲ့ခုံကိုလည်းရွေးချယ်ပြီးလို့ရအောင်။တော်လော့ဇီရနံပါတ်၁၁မှာထိုင်နေတယ်။ဆိုတော့တန်ရုံနဲ့အတူတူသွားထိုင်ခြင်းရယ်လေရတယ်။အဲ့ဒီခုံကနောက်တစ်ဆင့်တမဲ့ခုံဖြစ်နိုင်တယ်လို့ထောက်တဲ့ခုံလည်းဖြစ်ရင်ဖြစ်နိုင်တယ်။ဒါကတော့ကိုရွေးချယ်တယ်။နော်။ကျွန်တော်လည်းမသိဘူးเนาะဒါသူလည်းမသိဘူးဒါသူလည်းသူကသူဖြစ်နိုင်တယ်ထင်တဲ့နံပါတ်၄မှာသူတွတ်ထိုင်နေတာဆိုတော့အခု ငါလေးကိုနားထောင်ဖို့စဉ်းစားဖြစ်ပြီဆိုရင်ဒီနံပါတ်နှစ်ခုပြောပြပါမယ်။အခုကြံပွဲရနေထွက်ခွာရမယ်ပထမနံပါတ်ကဒီချက်အနေနဲ့နှစ်ခုံပြောပြမှာဆိုတစ်ခုံပဲရှောင်အောင်မဖြစ်ရကြောင်မလို့ကန်ကိုပဲပုံချလိုက်ပါမယ်ကန်ကောင်းနိုင်အောင်နောက်ထပ်နံပါတ် နံပါတ်ကံကောင်းစားနေပဲအဲ့တခုံကြပါမယ်ဆိုလို့ရှိရင်တော့ထွက်ရမှာပေါ့နော်အဲ့တော့အများကြီးတော့မျောတော့မျောလင်းထားပါတယ်ဒါပေမဲ့ကန်နဲ့လည်းဆိုင်တာအောင်ကန်အောင်မဲ့ပုံချာမှာပေါ့တခုဆိုရင်ဟုတ်ပါပြီတစ်ဆယ်နဲ့နှစ်ဆိုတော့တစ်ဆယ်နဲ့နှစ်ဆိုကိုင်းနားနဲ့ထိုင်လို့ရတယ်ဒါလားပေါ့သူ့ဘေးမှာကပ်ပြီးတော့ထိုင်လို့ရတယ် ဘောနံပါတ်ကအကူနဲ့မဆိုင်ဘူးဆိုင်ထိုင်စတစ်မှာဆိုင်လို့ရတယ်ထိုင်လို့ရတယ်စတစ်အပါဝင်ကျွေးလို့ရတယ်ပြားလေးရှိကိုပြီးထိုင်ကုန်ထိုင်ရဒီနာရတူအခုကြွေးချယ်ပြီးပြီဆိုတော့နောက်တစ်ဖွဲ့တက်လာပြီးပြီခုံနေရတယ်ကြောင်းလို့မရတော့အဲ့တော့မတက်လာခင်မှာတနေ့ကိုပါကိုအပြောင်းလဲလေးလောက်ချင်ရင်လောက်ဖို့ခွင့်ရေးလေးရှိပါသေးတယ်ခင်ဗျာ အဲ့တော့ပြောင်းလို့နော်အဲ့တော့ဟိုနောက်ဖွဲ့ဆက်ပေါ်တော့ဒီကြပြောင်းအဲ့ကောဒီကြပြီဒီကြပြီโอเคဒါဆိုရင်ဒီ၄ယောက်ကပထမဆုံးဝေးချေမှုနေနဲ့သူတို့စိတ်ကြဝေးချေပြီးဖြစ်ပါတယ်ဒုတိယမြောက်မရှင်ပြီးမြောက်သွားတဲ့ဖွဲ့ကိုဆက်လက်ဖိတ်ကုန်ပါခင်ဗျာဘာလို့ဆိုကျွန်တော်ဒီနားမှာလာထိုင်နိုင်နေဆိုတာကျွန်တော်သိတယ်။အဲ့တော့ကြောင့်မကျွန်တော်ယူရဲ့နံပါတ်ကမမားနေလို့ကျွန်တော်လိုအပ်တာပေါ့နော်။အဲ့ဒီနံပါတ်ဒါဖယ်ခံလိုက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် ဖယ်ရတဲ့သူတို့ကျွန်တော်တော်တော်အားနာမိပါပဲရှင်ကြည်ချဲရလို့တော့ဟိုဖြစ်ဘူးရှင်တော့ခုန်နေရပါမလို့ဆိုတော့ဟိုကိုပဲခမ်းရင်လည်းပဲခမ်းရနိုင်တယ်ဒုတိယမြောက်မရှင်အောင်မြင်သွားတဲ့လေယောက်အဖွဲ့နေရာယူပါဖိတ်ခေါ်ပါတယ်မလီယူဖွဲ့ရဗီဒီယိုဘူးစီတာနော်ပိုက်တွေဆက်တာဗီဒီယိုဘူးစီတာဒုတိယပြီးသွားတာဆိုတော့ညီမလေးတို့ရဲ့အခွင့်အရေးကဒီထိုင်ကုန်15လုံးထဲမှာ3ခုကတော့ဒီနေ့မှာထွက် အဲ့ထဲကတခုံပဲဟာလဲဆိုတာသိခွင့်ရမယ်အခုနံပါတ်တစ်ခုပြောမယ်အဲ့တော့အဲ့နံပါတ်ကိုရှောင်ပြီးတော့ညီမလေးတို့နေရာယူလို့ရမယ်ဒီထဲမှာနံပါတ်၃ခုလုံးတော့အခုကြည့်ထားပြီးပြီအဲ့ထဲကတခုပြောရမယ်နော်တက္ကသိုလ်25ရှိတဲ့ထဲမှာ ိုင်းတဲ့အမအဲသုံးကုံဖယ်မှာဆိုတော့အဲသုံးကုံမှာကိုထိုင်မိနော်ကိုရဲ့ဟိုပါပေါ့ကိုကန်တရားပဲပေါ့နော်အဲစိတ်ကူးတဲ့ရှိတဲ့ခုံတော့ထိုင်ချလိုက်မှာပဲအာတိုင်ရွန်ကလည်းတခုံတော့သူထိုင်ထားတယ်ဒါပေမဲ့သူထိုင်တဲ့ခုံမှာတော့ဒီမလေးတယောက်ကသွားထိုင်လိုက်ပြီဆိုတော့အဲ့ခုံလည်းတွေးလို့မရတော့ဘူးဆော့ဆော့အကူရှောင်မှုပြောထားတဲ့နံပါတ်ကိုရှောင်ပြီးတော့ကြံနဲ့နံပါတ်တီတွေကတယောက်တစ်ခုစိတ်ကြိုက်နံပါတ်လေးတွေရှိတယ်အဲ့ဒီခုံက ျွန်တော်အခုထိုင်နေခုံကထွက်ကမလားအောင်မလားလဲလည်းမသိဘူးမသိဘူးလည်းမသိဒါပေမဲ့လာထိုင်ခွင့်ရှိရ chance ရှိတော့လာထိုင်လိုက်တော့ဒါပေမဲ့ကျွန်တော်လည်းရဲ့ရင်ခုန်စရာကောင်းတဲ့တတိယမြောက်ဖွဲ့ကိုကျွန်တော်တို့ဆက်လက်ပြီးတော့နေရာယူဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။ဝင်းချီကျော်ညီမဘယ်တော့မှမနာဘူး။ဒါပေမဲ့အဲ့ဒီကိုကို့အရင်ချင်းပြရတဲ့ဟာဆိုလို့ညီမတစ်စင်းနေစင်းတက်နိုင်နိုင်မယ်လို့ထင်တယ်။ကံတရားမပိုင်ဘူး။